ဒီမှာဒီနေ့ပြတော့ကျွန်တော် unboxing တစ်ခုလုပ်ပြမှာဖြစ်ပါတယ်အဓိကတော့ဒီကျွန်တော်အဓိကသုံးမဲ့ကွန်ပျူတာပြောင်းလိုက်ပြီပေါ့နော်အရင်တုန်းကသုံးတာက MacBook Pro ဆက်လေးတည်းမှာ M3 Pro ကိုသုံးတယ် M4 Pro ကတော့အရင်မကွာလို့ကျွန်တော် Samsung စမ်းပစ်ခဲ့ပေါ့နော်မဝယ်ပစ်ခဲ့ဘူးအဲ့တော့နောက်ပြီးတော့အဲထပ်ပြီးတော့ဝယ်ပြတာက Mac Mini Mac Mini M4 base model ကိုဝယ်လိုက်တယ်အဲ့တော့ကျွန်တော်မှာကနှစ်ခုဖြစ်နေပေါ့နော် Mac ကနှစ်မျိုးဖြစ်နေဒါပေမဲ့ပုံမှန်ကလည်းပဲအရင်တိတိတတကြီးကိုကမနေဘူးအဲ့တော့ ဘာမှမသိသိတတကွာအောင်မလုပ်ရမလဲဆိုတော့ကျွန်တော်စဉ်းစားတယ်ပေါ့နော်စဉ်းစားရင်းနဲ့ထွက်လာတာတခုကအဲ့နှလုံးကိုကျွန်တော်တလုံးပေါင်းပြစ်မယ်အဲ့တော့ဘယ်လိုမျိုးပေါင်းမလဲဆိုတော့ဒီ MacBook Pro တလုံးရဲ့ Mac Mini တလုံးရဲ့နှစ်ခုစလုံးပေါင်းပြီးတော့ performance ထွက်အောင်ဆိုရင်တော့ကျွန်တော်နှစ်ခုပေါင်းပြီးတော့ထုတ်လိုက်တာကတော့ Mac Studio ပဲဖြစ်ပါတယ် ။အားကြောင့်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ mask to you and bow sama m4 mask နဲ့လာရဲပါချင်းမှာသူမှာတော့ m3 ultra နဲ့လည်းလာပေးမယ်ကျွန်တော်အနေနဲ့ m3 ultra 300လောက်တဲ့အကြောင်းပြချက်တခုမှမရှိဘူးကျွန်တော်တို့ကုန်းနဲ့ creator တွေတော့ကတော့ထုံးစံတိုင်းမဲ့ pro chip လောက်ဆိုရင်ကိုတော်တော်လေးကိုကောင်းနေပြီပေါ့နော် m4 မှာဆိုရင် base model နဲ့တော့တော်တော်ကိုအလုပ်ဖြစ်နေပြီအဲ့ဒါကိုကျွန်တော် m4 mask ဘာလို့သွားရလဲဆိုတော့ဒီကတော့ စမ်းသုံးခြင်းလို့ပါကလိခြင်းနဲ့နောက်၄၅၆နဲ့လောက်အထိကိုကျွန်တော်ကျွန်တော်ရဲ့ဒီ laptop လဲခြင်းနဲ့ပိုးတွေပေါ့နော် PC လဲခြင်းနဲ့ပိုးတွေကိုခဏရက်ထားခြင်းနဲ့တော့ဒီ Mac Studio ကိုကျွန်တော်ဝယ်လိုက်ရခြင်းမဖြစ်ပါဘူးအဓိကတော့ဓာတ်ဝယ်ပြီးွားရင်တော့နေရောပေါ့နော်ဒီပညာရေးမန်းစားအတွက်ချက်ကြည့်လို့မရဘူးဆိုပေမဲ့အနည်းဆုံး၄၅နှစ်လောက်ကတော့မပြောင်းမနေတော့လို့ရမှထင်ပါတယ်โอเคတခြားကလိခြင်းတိုင်းလည်းပါတယ်ပေါ့ဗျာ <laughs> wow. Oh. Đi bú đi à lỗ mà đã ra gì quê thôi à, đã ra gì chết toàn à, à à, đã trô đi. May để đi là. Oh.

ေချာပေါ့အပဲလို့တော့မပါလောက်တော့ပါဘူးဒီနေ့တော့โอเคမပါတော့ကျွန်တော်ပြပါမယ်တန်ခိုးပရိုဖောက်တယ်ရတိပါဘောနော်ဒီအရမပြီးမှဖဲတဲ့လို့ပြတာဟိုးပြီးရင်ကျွန်တော်နိုင်ရမှာဝါဒစ်နေတာပဲမမီနီနဲ့ဘာမှမဆိုင် ွာကြီးပဲဟာအားလုံးသိကြတဲ့အတိုင်းပဲဘုံတို့ကျိုးတစ်ချောင်းပဲပါလိမ့်မယ်ဒီမှာကတော့ဘာမှပါမှာမဟုတ်ဘူးဒီ unboxing ရဘုံတို့ဒါမဲ့ unboxing experience တော့တော်တော်လေးအဆင်ပြေတယ်မှာဘူးကိုထုတ်ထားတယ်ဒီမှာတည်တည်တက်တက်လှုပ်ထားတဲ့ design ဒါကြီးကိုစကန်လိုက်ရတာလုံးဝအနစ်စီးပိုင်နေရပဲဝါမိုက်တော့မိုက်နေပြီကဲတစ်ချက်ရှိုးရအောင်ဆိုတော့ lưu vết phao lại đồng ý vậy Wow Phao vào là chui vào rồi đấy Chúng ta biết cái này đi Enfo Magis specification တွေကတော့အခုမြင်ရတဲ့အတိုင်းပဲကျွန်တော်ပြထားပြီးမယ် CPU ကို16ခုပါမှဖြစ်ပြီးတော့ GPU ကို32ခုနဲ့ NPU က60ခုပါပါမယ်နောက်ပြီးတော့ RAM အနေနဲ့က unified memory ပဲပုံတော့ Apple မှာတုံ့ထားပေးတဲ့က unified memory ကို 36GB ပါမှဖြစ်ပြီးတော့ SSD ကတော့512ပဲဘာလို့ဒါကြီးဝယ်ပြီးတော့ SSD 512ယူရလဲဆိုတော့ကျွန်တော်မှာကတနပ်ဖို့ SSD လေ၃နဲ့ပြီးတော့ dock တင်နဲ့အတူတူကျွန်တော် mesh လေ၃တဲ့အခါကျတော့ကျွန်တော်တို့ဒီ editing workflow အတွက် project file define ဇာလောက်ကို story ထိုင်အဆင်ပြေပြီအဲ့အတွက်အဲ့လောက်ကြီး SSD အများကြီးမရွေးတော့နောက်ပြီးတော့နောက်ပိုင်းကျရင်ကျွန်တော်ကိုဘာစာကိုမှဖွင့်ပြီးတော့ SSD တွေပိုင်းလဲတဲ့ content တွေလည်းပဲလုတ်ချင်ရင်လည်းလုတ်လို့ရအောင်ဆိုပြီးတော့အစားတွေကဒီဈေးတက်တက်တက်တာနဲ့ရတဲ့ price to performance ကောင်းတဲ့ အလုံးကိုကျွန်တော်ဝယ်လိုက်တာဖြစ်ပါတယ်โอเคပြီးတော့ဒီ Mac Studio ကဘာလို့ price to performance ကောင်းလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာထည့်ပြောပြပြတော်အောင်မလို့စိတ်ဝင်စားရဆိုလို့ကျွန်တော်ကျွန်တော် channel ကို like and subscribe လုပ်ထားပေးပြီးတော့နောက်လာမယ့် video တွေပါဆက်လက်ဆောင်ပြီးတော့ကြည့်ရှုလို့ရပါတယ်ဒီဇိုင်းမှာတော့အလုံးသေးကြတဲ့အတိုင်းပဲအရင်နှစ်ကထွက်ထားတဲ့ဒီဇိုင်း M1 နဲ့ M2 မှာတော့ကဒီဇိုင်းအတိုင်းပဲအလုံးအတူတူပဲဖြစ်ပြီးတော့တော်တော်လေးတစ် တတရရှိရပေါ့တတလေးလေးရှိရတကယ်တော့ iPhone mesh ရဲ့ချစ်ကဒီလောက်ထိလေးစီရမလို့ဘူးအဓိကသူ့မှာပိုးလင်းပိုင်းဒီနေရာတောက်လျှောက်ပေါ့နော်ဒီအပေါ်ပိုင်းတောက်လျှောက်က fan နေနဲ့ power supply နေရဒီအောက်မှာထည့်ထားပြီးတဲ့အခါကျတော့တော်တော်လေးကိုတက်တယ်ပေါ့နော်ဒီ fan နဲ့ရည်စင်ရတယ်အထက်မှာအကြီးပါလာတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီဟာဖွင့်ထားတာမဟုတ်ဘူးဒီ M1 တုန်းက M2 တုန်းကကျွန်တော်ကြည့်ခဲ့ရတောက်လျှောက်ကတော့ဒီမှာအပေါ်မှာ fan နဲ့ရည်စင်ပါတယ်ပေါ့နော်ကိုလင်းပိုင်းကိုတော်တော်ကောင်းအောင်လုပ်ပေးထားတယ် ။ဘာလို့ကျွန်တော်ဒီ map chip ကို MacBook Pro မတုံးလဲဆိုတော့ဘလောက်ပဲ MacBook Pro ရဲ့ map chip ကကောင်းနေပဲပြောပါစေ။အဓိကသူ့မှာတုံးလို့ရတဲ့တရားဆိုရင် power joystick ကို time view တက်ပြီးတော့တုံးလို့ရတယ်။ကိုယ်လေးမှစောင့်ရမ်းကောင်းတဲ့ဟာကိုတုံးထားပြီးအဲ့တော့လုံးဝဒီ map chip ရဲ့ performance ကိုအကျဉ်းဆုံးထုတ်လိုက်။ MacBook Pro ဒီမှာကျတော့ battery line တွေကိုယ်လေးမှပြဿနာတွေကြောင့်အဲပန်ကဆိုရင်လည်းပန်ကစုမယ်နောက်ပြီးပန်ကလည်း MacBook Pro ရဲ့ထုံးစံအတိုင်း16လက်မှဆိုရင်တော့မှဗျာ တန်ဃာကိုတူးတဲ့အတိုင်းတန်တစ်ခုဒီပဲထည့်လို့ရတယ်ဒီမှာရှိုးလိုက်အေဇောဖန်ကြီးကိုတစ်ချက်ရှိုးအကြီးကြီးပေါ့နော်အကြီးကြီးဆိုတော့ပို့ပြီးတော့ဒီချစ်ရဲ့ performance ကိုကောင်းကောင်းလေးထုတ်ပြီးတော့တုံးနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လောက်ကြီး performance အကျဉ်းကြီးတုံးမဲ့အဲ line ထဲမှာတော့မပါဘူးဒါပေမဲ့တိတိုင်းပဲဗျာနေဒီထဲမှာဆိုလို့ချင်းကျန်းတဲ့ဟာကိုရကြတယ်နောက်ပြီးတော့ MacBook Pro ဆိုရင် display လည်းပါတယ် battery လည်းပါတယ်ဆိုတော့ဒီလောက်ကြီး price to performance ကမဖြစ်တော့ဘူးရဲ့ အဲ့ကြောင့်ကျွန်တော်ဓာတ်ပုံရွေးလိုက်တာပဲဖြစ်ပါတယ်။သူ့အထက်မှာတော့ M3 Ultra လာတယ်။ M4 Ultra ကတော့မလာနိုင်ဘူးများပါတယ်။အဲ့အကြောင်းကိုလည်းပဲကျွန်တော်ဘာဖြစ်လို့ Max Studio က Price to Performance ကောင်းလဲဆိုတော့ဘူဂျူမှာ M4 Ultra ဘာလို့မလာဖြစ်နိုင်လဲဆိုတာကိုထည့်ပြီးတော့ပြောပြပေးတော့အောင်ပါ။အဲ့တော့ Mac Mini လုံးဝလိုပဲเนาะ Porti ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့အချိန်မှာကတော့ Type C နှစ်ပေါင်းနဲ့ SD card reader ပါမှာဖြစ်ပါတယ်ဒါကတော့ M3 Ultra ကိုရောက်သွားရင်တော့ဒီဟာကတန်တဘုတ်အပေါက်တွေဖြစ်သွားမှာเนาะတန်တဘုတ်5ကိုပြောင်းသွားမယ်ဒါမဲ့ဒီမှာက M4 Max ပဲရှိတဲ့အခါကျတော့နောက်ဖက်မှာတော့တန်တဘုတ်5အကုန်လုံး၄ချောင်းပါမယ်တန်ကီကဗေးအသက်နဲ့ဒါ power cable USB type A နှစ်ချောင်း HDMI တစ်ချောင်းနဲ့ headphone jack ကိုရှေ့လေးမှာထည့်ပြလိုက်ကောင်းမှာဖြစ်ပေမဲ့နောက်မှာပဲထည့်ထားရပါတော့เนาะဘယ်ဘီလီရတော့ power clock အသေးလေးပါ Mac mini ရကြတီအောက်ခလီမှာပါတာပေါ့နော် Okay ဟွာတော်တော်တော့ဒီဟာကိုကင်မြို့ကိုပြောရတာတော်တော်လေးတော့လေးတယ်ဗျအဲ့ဒါဈေးအနေနဲ့ကလည်းဒီကောင်ကဒေါ်လာ1999ဒေါ်လာ2000ဝန်းကျင်နဲ့300မှာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ကဒီ base model ကကျွန်တော်အတွက်တင့်တော်တယ်လို့ယူဆပြီးတော့ဒါကိုမှလိုက်တာ M3 Ultra လောက် performance ကြီးအထိလေးပဲကျွန်တော်မလို့ကျွန်တော်အနေနဲ့က M4 base model တို့မဟုတ် Envo Pro လောက်ဆိုမျိုးကိုကျွန်တော်တုံးလို့ရနေပြီ။တမင်ကလိချင်းတို့သာဒီကောင်ဝယ်လိုက်အချင်းမဖြစ်ပါနဲ့။နောက် video မှာလည်းပဲဒီကောင်ကိုစမ်းပြီးတော့တုံးထားတာနဲ့ဘလူးလူတွေအတွက်တင်တော်လဲဘလောက်ထိကျွန်တော်တို့တုံးလို့ရနိုင်မလဲ။မမင်ကြီးတို့ကလို့ပဲဗျာကျွန်တော်ကိုယ်တိုင်ဝယ်လိုက်တာမို့လို့အဲ Mac Studio ဝယ်ပြီးရင်ဘာတွေတုံးလို့ရမလဲဆိုပြီးတော့ကျွန်တော် video တွေလည်းထပ်လုပ်ပေးသွားအောင်မို့လို့ဆက်လက်ဆောင်မြည်ကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာ။ တော့သုံးသပ်အနေနဲ့ပြောပြရမယ်ဆိုရင်တော့ M4 mesh ရဲ့ performance ကောင်းကောင်းကိုလည်းလိုချင်တယ် watch station ကောင်းကောင်းလိုချင်တဲ့သူတွေအနေနဲ့ကတော့ 4K editing 4K တော့မဟုတ် 6K လောက်တော့လိုချင်လို့လို့ရနိုင်တယ်ပေါ့နော်အဲ့လိုသူမျိုးတွေအတွက်ကတော့ဒီ M4 mesh studio ကဒီလိုအတွက်ဖြစ်နေဦးမှာပါနောက်ပြီးတော့ကျွန်တော်ဒီ audio သမားကြီးပေါ့နော် recording studio မှာလုပ်တဲ့သူတွေလည်းပဲဒါမျိုးကိုသဘောချကျနေတဲ့လိမ့်မယ်လို့တော့ထင်ပါတယ်အဲဒီဟာရပြီဆိုတော့ Apple ရဲ့ studio display ကဘယ်တော့မှပြလာဘူး ကျွန်တော်မှာက dev u2723 qe ရှိနေတဲ့အခါကျတော့အဲ့အလေးနဲ့ပဲလောလောဆက်ဆက်ချိန်ပြီးတော့တောင်းမှာဖြစ်ပါတယ်လောလောဆက်ဆက်ဆိုမဲ့အကောင်လည်း 4k monitor ဆိုတော့အရင်ကြီးတော့စိတ်ပူစရာတော့မရှိပါဘူးပုံမှန်2သိန်း3သိန်းဝင်နေ2သိန်း3သိန်းချင်နေတဲ့ဆိုင်တော့အဆင်ပြေပါလိမ့်မယ်ယူဆရတာပဲပေါ့နော်အဲ့တော့အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်